coffee တောက်တုံးတူတိုင်းသိ ਉ တည်ထားတဲ့နဲ့တမိုင်ကြောင့်ကဘာပေါ်မှာဘာလို့ဒုတိယကုံသွင်းမှုအများဆုံးဖြစ်နေရတာလဲမင်္ဂလာပါကျွန်တော်ကတော့တန်ကြီးဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ရဲ့နေစဉ်ဘွားမှာမရှိမဖြစ်လိုအပ်တဲ့အကြောင်းအရာတစ်ခုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ coffee ပဲဖြစ်ပါတယ် coffee တစ်ခွက်ဆိုတာရိုးရှင်းတဲ့အရေးတစ်ခုတည်းပို့ပါတယ်သူမှပြောစရာကောင်းတဲ့ပုံမြင်တွေအမိုင်းကြောင်းတွေအများကြီးရှိပါတယ်ဒီတော့ coffee ရဲ့လိုအပ်ချက်တွေကိုလေ့လာကြည့်ရအောင် coffee ရဲ့တမိုင်းကြောင်း ော်ဖီရဲ့တမိုင်းကြောင့်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကစတင်ခဲ့တာပါ။ဒဏ္ဍာရီရဣသီယိုးပီးယားကစိတ်ကြောင်းသားတစ်ယောက်ဖြစ်တဲ့ကယ်ဒီကသူ့စိတ်တွေထူးဆန်းစွာတကြွနေတာကိုသတိထားမိရာကနေကော်ဖီကိုစတင်တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ပိုင်းမှာကော်ဖီဟာ RP နိုင်ငံရေးစီကိုရောက်ရှိခဲ့ပြီးဆူဖီဖုံးတော်ကြီးတွေကညဘက်ဝေဘူးဆူတောင်းချိန်မှာ노ကြနေစေဖို့တုံဆွဲခဲ့ကြပါတယ်။၁၉ရာစုလမှာတော့ကော်ဖီဟာဥရောပကိုရောက်ရှိခဲ့ပြီးကမ္ဘာနှံ့ကိုပြန်သွားခဲ့ပါတယ်။ အခုဆိုရင်ကမ္ဘာပေါ်မှာရေနံပြီးရင်ဒုတိယအများဆုံးကုန်သွယ်မှုပြုတဲ့ကုန်ပစ္စည်းတစ်ခုဖြစ်လာပါပဲ။ကော်ဖီမျိုးစားကော်ဖီကိုအဓိကအားဖြင့်တော့ Arabica နဲ့ Robusta ဆိုပြီးနှစ်မျိုးရှိပါတယ်။ Arabica ကတော့ကမ္ဘာထုတ်လုပ်မှုရဲ့60ရာခိုင်နှုန်းမှ85ရာခိုင်နှုန်းခန့်ရှိပါတယ်။အရသာကပိုပြီးနှုံညံ့တယ်၊မွေးကြိုင်တယ်၊အချင်းတက်ပိုပါတယ်။မြန်မာတဲ့ဒေတာတွေမှာစိုက်ပျိုးပါတယ်။ Robusta ကတော့ကဖိန်းနဲ့ပိုများပြီးအရသာကခါတက်တက်နဲ့ပိုပြင်းပါတယ်။ အောက်ဖက်ဒေသတွေမှာစိုက်ပျိုးပါတယ်။ဈေးကလည်းပိုသက်တာပါတယ်။ကော်ဖီဖြစ်ပေါ်လာဖို့ကော်ဖီတစ်ခွက်ဖြစ်လာဖို့အတွက်အဆင့်များစွာကို ဖြတ်တန်းရပါတယ်။ကော်ဖီသီးတွေကိုရိတ်သိမ်းပြီးကော်ဖီဆေးတွေကိုထုတ်ယူပါတယ်။ပြုပြင်ခြင်း processing ကော်ဖီဆေးတွေကို ရေးဆေးတာအချောက်ခံတာစတဲ့နည်းလမ်းတွေနဲ့ပြင်ဆင်ပါတယ်။ lodging roasting ဒီအဆင့်ကအရသာအတွက်အရေးကြီးဆုံးပါပဲ။အပူပေးပြီးလှော်တဲ့အခါကော်ဖီဆေးတွေရဲ့အရသာနဲ့အနံ့တွေထွက်ပေါ်လာပါတယ်။ light rose, medium rose, dark rose စသည်ဖြင့်မျိုးမျိုးရှိပါတယ်။ကြိတ်ချင်း grinding လော်ပြီးသား coffee စီတွေကိုကိုဖြော်မဲ့ပုံစံပေါ်မူတည်ပြီးအကြံအမှုကြိတ်ပါတယ်။ဖြော်ချင်း brewing ဒါကတော့ကျွန်တော်တို့အိမ်မှာဒါမှမဟုတ်ဆိုင်တွေမှာတောက်တဲ့ coffee တစ်ခွက်ဖြစ်လာတဲ့အစင်ပါ။ coffee ကို espresso, drip, french press, aeropress စတဲ့နည်းလမ်းပေါင်းစုံနဲ့ဖြော်နိုင်ပါတယ်။ coffee ရဲ့ကောင်းကျိုးများ ကော်ဖီရဲ့ကောင်းကျိုးတွေကတော့စွမ်းရင်တိုးစေပြီးအုံနောက်လှုပ်ဆောင်ချက်တွေကိုကောင်းမွန်စေခြင်းအစီလောင်ကျွမ်းမှုကိုအထောက်အကူပြုခြင်းစီဂျိုအမျိုးသားနှစ်ရဲ့ဖြစ်နိုင်ခြေကို short ချပေးခြင်းပါကင်ဆန်ယောဂနဲ့အဲဆိုင်မယောဂဖြစ်နိုင်ခြေကို short ချပေးခြင်းစိတ်ကြယောဂကိုတက်တာစေပြီးစိတ်ခံစားချက်ကိုကောင်းမွန်စေခြင်းအနီအောက်ဆီဒန်ကြွယ်ဝစွာပါဝင်ခြင်းတို့ဖြစ်ပါတယ်ကော်ဖီရဲ့ဆိုဂျိုများ ကော်ဖီကိုအလွန်ကျွံတောက်ရင်တော့ညဘက်အိမ်မပျော်တာစိတ်လှုပ်ရှားတာစတဲ့ဘေးထွက်ဆိုးကျိုးတွေကိုရှိနိုင်တာမျိုးသတိထားဖို့လိုပါတယ်။ဒီနေ့တော့ကော်ဖီအကြောင်းကိုစုံစုံလင်လင်တီးခွင့်ရပြီလို့ထင်ပါတယ်။ဒီ blog ကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုဘုဒ္ဓရာရဆရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်။ like comment share လုပ်ပြီးလဲကူညီပေးကြပါဦးခင်ဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။